မင်္ဂလာပါရှင်ဒီနေ့တော့ပြစ္ဆမရန်တင်ချာခန်းလေးကပြန်လည်လေးကြံခန်းကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဆရာမတို့ကအခန်း၃ကပြီးခဲ့ပြီပါပြီเนาะအခန်း၃မှာအပိုင်းက၁နဲ့၃ပိုင်း၃ပိုင်းပဲရှိတယ်နောက်ဆုံးမှာဆရာမတို့ဒီအခန်း၃ရဲ့နောက်ဆုံးမှာကတော့တထက်ထဲဖြစ်တဲ့ student တွေရဲ့ပုံကိုဆွဲပြီးတော့မှပြီးသွားတာဖြစ်ပါတယ်အဲ့တော့အခန်းလေးကိုဆက်ပြီးသွားမယ်ပြန်လည်လေးကြံခန်းတက်နံပါတ်၁မှာအပါတို့အတွက်ပါအဲ့တော့ဆရာမတို့ဒါလေးကိုမျှောက်မယ်ရောက်တာတော့တိတ်ပြီးတော့မခက်ပါဘူးကလေးတို့ရပြီးသားပါနော် LD မှာ6956ရေငမ်းမှတ်846 16အပေါင်းက27တတမသည်ဒီမှာတနည်းအားရှိလို့တနည်းအားဖြစ်လိုက်မယ်အဲ့တော့အဖြေက27တတမ5 12တတမ3အမြောက်5 12တတမ3ကို9နဲ့မြောက်မယ်9 345 9ရေးတက်မှ9 4 10 17 တရေတမငါတလီငါချအဲ့တော့ဒသမကတနေရဆယ်လီစိတ်နေရဆိုဆယ်လီစိတ်တနေရဖြတ်မယ်68ဒသမငါအဲ့တော့ကလေးတို့ကတော့အဖြေဆိုပြီးတော့ရေးမယ်အဖြေက67ဒသမငါနောက်တစ်ခုငါငယ်300ဒသမ8အမြောက်32အဲ့တော့အရင်အောင်ဆုံးထည့်နေမြောက်မယ်ပြီးမှ၃လက်မြောက်မယ်အဲ့တော့2846 ၈၃လီနဲ့ဆက်လီလေးရည်နှစ်မဲ့၃၃ညနေ၃ညဆိုတော့နှစ်ကိုဒီမှာရေးမယ်အဲ့တော့ဒါကိုပေါင်းမယ်၆၄ရက်၁ရက်ပေါင်းတော့၅ပြီးတော့မှ2တသမတနေရာဆိုတော့တနေရာဖြစ်မယ်25တသမ6နောက်တစ်ခုကဂါချီ2တသမ36အမြောက်၄နှစ်တသမ3 6အမြောက်၄ 4624လေးရင်နှစ်မဲ့4324 14လေးရင်တမဲ့4နဲ့28 9တသမောင်းနေရာဖြစ်မယ်9တသမလေးလေးအဲ့တော့အဖြေက9တသမလေးလေးငါကတသမ6နဲ့အမြောက်ငါအဲ့တော့တသမ6နဲ့ကိုငါနဲ့မြောက်မယ်9လေး30 3ညရေးတက်မှ9 6လေး30တင်းနဲ့ပေါင်း31တင်းရေး3မှ9တလီ5 9ရေး3ရေးပေါင်း8 ရတမက2နေရာဆယ်လီစိတ်ရာလီစိတ်ထိဆိုတော့ကျွန်တော်2နေရာဖြစ်မယ်ရှစ်ရတမ13ညအဲ့တော့အဖြစ်ရှစ်ရတမ13ညတုံညရတမ938အမြောင်25 9840တုံညရေးလေးမဲ့93လေး55 55ပေါင်း49ကိုရေးတက်မဲ့96လေး55 55ပေါင်း7 46 ရှင်းရတော့9 3 4 3 6နောက်တစ်ခု2 8 6နေရောက်တက်တဲ့ကိုရေးမယ်6ရေးတက်မယ်2 3 4 6 9 9 4 8ရှင်းပေါင်းမယ်3ည9ရေး6ရေးပေါင်း55 9ရေးတက်မယ်6ရေးတက်ရေးပေါင်း9 9ရေး9ရေးပေါင်း14 4ရေးတက်မယ်4ရေးတက်ရေးပေါင်း9 9ရေး8ရေးပေါင်း73 3ရေးတက်မယ်တက်ရေးတက်ရေးပေါင်း2အဲ့တော့ ်တသမောက်300ဖြစ်မယ်1 2 3 23တသမောက်45 3ရက်စလင်က9တသမောက်8အစားချ9တသမောက်8ကို6အဆိုင်ဒါအစားရောက်သွားပြီဟုတ်ပြီနော်9တသမောက်8ကို6နဲ့စားမယ်6တလီ6အဲ့တော့တစ်ကျန်တသမောက်အပေါ်သူနေရာတက်တက်ပို့မယ်ရှစ်ကိုဆွဲ63လီက78 3ညအဲ့တော့အဖြေက7တသမောက်3 နောက်တစ်ခု38.4အစားဆက်ချစက်ချောင်းနလီဝင်လို့ရမယ်စက်ချောင်းနလီ32နှုတ်မယ်6ကျင်းလက်သမောက်သူ့နေရာသူ ပို့မယ်၄ဆွဲချစက်ချောင်းလေးလီ64ညအဖြေနေတဲ့သမောက်လေးအဲ့တော့အဖြေတက်တဲ့အကျင့်လုပ်ထားပါနော် အဖြေတက်ဖို့မမေ့ပါနဲ့ စကွယ်15.3အစားခွန်စကွန်ဟုတ်ပြီအဲ့တော့15ကိုအလီဝင်လို့ရှိရင်စကွန်ကအလီဝင်လို့မရတဲ့အတွက်ကြောင့်၃ညလီဝင်မယ်စကွန်၃ညလီ၃ည15ဆွဲဒသမကိုတူနေရသူပို့မယ်၃ငုံအောင်ဆွဲချက်153ဟုတ်ပြီဒီလိုမျိုး153ဆိုရင်ဆယ်မလို့ဆက်ခွန်အလီကိုအပြင်မှာမြောက်ကြည့်မယ်အဲ့လိုမြောက်ကြည့်လို့လည်းရတယ်လို့ခွန်အလီဆိုကြည့်လို့သုံးဆုံးတဲ့နေရာမှာတွားပြီးတော့မှအဲ မြောက်ကြည့်လိုက်လို့ရှင်တခါတည်းအေးဖြူရတယ်ဟုတ်ပြီနော်အဲ့တော့ခွန်လီဆိုကြည့်လိုက်ပေါ့ခွန်တလီ94 93 97 9438 9535 9642 9643 9645 9646 9647 9648 9649ခွန်လီ63တုံးဆုံးတဲ့နေရာဒါပဲဟုတ်ပြီနော်အဲ့တော့စက်ခွန်9လီတာမြောက်ကြည့်လိုက်ခွန်နဲ့9လီ63 3ရေ6မှတ်9တလီ9 9ပေါင်း6က15ဟုတ်ပြီနော်အဲ့တော့အပြင်မှာ အကုန်လုံးမြောက်နေစရာမလိုကတော့တချို့ကလေးတွေကတော့စက်ခွန်5ဒီစက်ခွန်6လေးအဲ့တော့မြောက်နေမှာအချိန်ကြာတယ်ဗောနော်အဲ့တော့ဒါတော့ဆင်မလို့စဉ်းစားတဲ့နေရာတော့ခွန်အလီဆိုကြည့်မယ်သုံးဆုံးတဲ့နေရာဒီသွားပြီးတော့မှမြောက်ကြည့်လိုက်တခါတဲ့ကိုက်ရသွားမယ်အဲ့တော့စက်ခွန်6လီ150နဲ့3အကျဉ်3ညအဖြေ3ညတက်မှာကိုနောက်တစ်ခုစနစ်တက်မှာ3ည4အစားခွန်အဲ့တော့တလီဝင်လို့ရတယ်တလီဝင်လိုက်မယ်ခွန်နဲ့တလီခွန် အဲ့တော့နှုတ်တော့9ကျန်တသမာကိုသူ့နေရာသူပို့မယ်3ညဆွဲအဲ့တော့9 9လီ49တစ်ကျန်4ဆွဲ9 9လီ14 3ညအဖြစ်တစ်တသမာ9နှစ်နောက်တစ်ခု59တသမာ9တအစာ29အဲ့တော့59ကို29ကအလီဝင်မယ်2လီဝင်လို့ရတယ်29လီ54 3ကျန်59 လက်သမောက်သူ့နေရာသူပေါ်ဖို့မယ်ငါ့ကိုဆွဲအဲ့တော့ဒီမှာလည်းပဲ29ဆံမတော်ကတလီပဲဝင်လို့ရတော့တလီဝင်မယ်29မနှုတ်နိုင်ဘူးမနှုတ်နိုင်တော့30ချီ30တရားခွန်တော့3ကျင်305ရဲ့ပေါင်း8အဲ3က2ဖြစ်တော့နည်းနည်းအနှုတ်နှစ်ကတော့3ညဟုတ်ပြီအဲ့တော့8ကိုဆွဲ ဲ့တော့ဒီနေရာမှာရော29ခွန်ဘနလီလဲဆိုရင်ခွန်လီဆိုကြည့်မယ်တစ်ဆုံးတဲ့နေရာပေါ့ခွန်နဲ့တလီခွန်ခွန်နဲ့လီ74ခွန်နဲ့3လီ27ဒါဆိုရင်29ခွန်3လီက80နဲ့တရတယ်ဒါရတဲ့ကလေးကတော့ရတယ်မရအောင်ဆိုရင်ဒီလိုလေးအချိန်ကြိုက်ကြည့်မယ်အဲ့တော့ခွန်နဲ့3လီ27တရနေမယ်3လီ6နဲ့ပေါင်းတော့ရှိ87ဒါတော့အဖြေသည်နှစ်တသက်မှာ13ပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခု၄တသက်မှာ468 ရှက်လီအဲ့တော့ရှက်ကလေးကိုအလီဝင်လို့မရအောင်ဆံမတို့၃ရလီဝင်မယ်ရှက်၃ရလီ၃ညာလေးချံတသမောက်သူ့နေရာသူပို့မယ်ကိုဆွဲအဲ့တော့ရှက်၅လီ40ရှက်၆လီ48 6လီဝင်မယ်40နဲ့ရှက်တစ်ချံ6ဆွဲရှက်နယ်လီက76 ဟုတ်ပြီနော်အဲ့တော့လုတ်လိုက်တော့ဒီမှာ तू က၃ညဆိုတော့၈ကြံနေတဲ့၈ကိုဆွဲမယ်ဆွဲပြီးဆိုအလီဝဲမယ်၈တလီက၈အဲ့တော့အကျင်းက၃ညအဲ့တော့အဖြေသည်၃ညတက်မှာ6နဲ့5နောက်တစ်ခုကနံပါတ်2အောက်ပါတို့ကိုစားရွေးပြက်သည့်အချီတွက်ပါဟုတ်ပြီနော်အဲ့တော့ကကြီးမှာကနှစ်တကြမတက်အစား6စားပြည့်ပြည့်တည့်ရဲ့ ठी ဆိုတော့ကျွန်တော်တို့အချင်းတုံညရတဲ့ ठी တွက်ပေးရပါမယ်6ကနှစ်ကိုအလီဝမဝင်နိုင်ဘူးဆိုတော့6တုံညလေးတုံညဝင်မယ်နှစ်ကျင် ဲ့တော့တသမောက်သူ့နေရာသူပို့မယ်ကြည့်ဆွဲ63.78ဆိုတော့3ချက်အဲ့တော့ဒီနေရာမှာဆရာမတို့က3ညဖြည့်ပြီးတော့မှဒီ3ညကိုဆွဲခြင်းလဲရတယ်ဟုတ်ပြီနော်တချို့ဆရာမတို့အခန့်တက်မှာတွက်ခဲ့ပြီးသားဟုတ်ပြီလားအဲ့တော့3ညဖြည့်မယ်3ညဆွဲလိုက်မယ်65.30 ဲ့တော့ဒီမှာတုံညမဖြစ်ပဲနဲ့လေကိုကရတယ်ဆိုရင်ဒီလိုပဲဒသမထိုးထားပြီးလို့ရှိရင်ဆရာမတို့ကြိုက်တဲ့လောက်တုံညခေါ်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာမရင်လည်းရတယ်။ကိုကမရဘူးဒီလိုမျိုးတုံညလေးတွေထည့်ထားပြီးမှမှတွက်တက်တယ်ဆိုရင်လည်းအဲ့လိုမျိုးလေးတွက်ပေးပါ။နောက်တစ်ခုက20ဒသမ4အစား10 5လီ oh sorry 7လီ76 4ကျန်တသမောက်ပေါ့ပို့မယ်ဟောပြီးတော့4ဆွဲ အဲ့တော့၈၅လေး40 4ချင်းအဲ့ဒီမှာ၃ညတစ်လုံးထည့်မယ်၃ညဆွဲမယ်၈၅လေး40အကျွင်း၃ညတော့အဖြေက2တသမ5ဆနောက်တစ်ခု6တသမ7ခွန်အစား5 6တသမ7ခွန်အစား5 5ကျလီ5တစ်ချင်း တတမသူနေရာသူပို့မယ်တစ်ဆွဲမယ်9နလီ30တစ်ကျန်ခွန်ဆွဲ93လီ15နှစ်ကျန်အဲ့တော့ညကြံတော့ဆရာမတို့ကဒီမှာတတမထူတတမ sorry တုံညထူတုံညဆွဲ9လေးလီ20အဲ့တော့အဖြေဒီတတတမ2 3နှစ်နောက်တစ်ခု7အစား8 7ကိုဒီ8နဲ့စား 8ဒက်လီ8ဆိုတော့နှုတ်လိုက်တော့3ကျင်းအဲ့တော့ဆရာမတို့ကဒီမှာ3ညကိုဘယ်လိုဆွဲမလဲဆိုတော့8မှာခန်းတက်ထဲမှာပုံလုံးဆရာမတို့ရခဲ့ပြီးသားတတမကိုဒီမှာထိုးပြီးတော့မှဒီမှာ၃ညတခါလဲဆွဲရင်လည်းရတယ်တတမထိုး၃ညဆွဲဒီမှာတတမ၃ည၃ညဆရာမတို့လုံနိုင်တော့၃ညလေးတွေကိုဖြစ်ထားလိုက်မယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်၈၄၄၃၂အော် sorry ၈၃၂၄ 8324ပဲဝင်လို့ရမယ်6ကျင်း3ညဆွဲ8956လေးကျင်း3ညဆွဲ8540အကျွင်း3ညတော့အဖြည့်သည်တိတိသမာ3ခွန်5ဟဲ့ပြီနော်နံပါတ်3အဘာတို့ကိုတွက်ပါဆာလက်များကိုဆယ်လီစိတ်အထိနေရယူပြီးဖော်ပြပါအဲ့တော့ကျွန်တော်တို့ဘယ်အထိတက်ပေးရမလဲဆိုတော့ဆယ်လီစိတ်ဆယ်လီစိတ်အထိနေရယူပါလို့ပြောရင် ရာလီစေးအထီးသွက်မယ်။ရာလီစေးအထီးသွက်ပြီးတော့မှနောက်ကဂိမ်းသည်၅နဲ့၅ထက်ကြီးလို့ရှိရင်ရှေ့ကိုတက်သွမယ်။ရှေ့ကိုတက်သွပြီးမှမှအဖြစ်ထုံမယ်။ဟုတ်ပြီနော်။အဲ့တော့၆ကိုဒီ၉နဲ့စား။ကိုတလီကိုခွန်ကျဲအဲ့တော့ခုနလိုပဲဆံမလို့တမထိုးတုံညဆွဲဒီမှာတမလေးဖြည့်ပြီးတော့တက်လို့ရတယ်အဲ့တော့6ခုနလေး63ခွန်ကျဲတုံညဆွဲ 9463ခွန်ကျန်ဒီတိုင်းပဲသွားတော့မှာဟုတ်ပြီနော်3ညဆွဲ9463အဲ့တော့ဆရာတို့ဆယ်လီစိတ်ထိပဲတွေ့မှာရာလီစိတ်ထိပဲတွေ့မယ်ဆိုဒီထိပဲတွေ့မယ်ဒီအဆက်ကိုမထည့်နဲ့ရဒါဆိုရင်ဆရာမတို့အဖြေထုတ်မယ်အဖြေကသူရတဲ့အဖြေကတက်တက်မှခွန်ခွန်ခွန်ဆိုပြီးမှရတယ်အဖြေဆိုတော့ဆရာမတို့ရတဲ့အဖြေဒီစားလက်ပေါ့နော်စားလက်ဒီတက်တက်မှခွန်ခွန်ခွန် ကျေတသမခွန်ခွန်ဆယ်လီစိတ်ထိရှာခိုင်းတာကိုရှာလီစိတ်ထိတွက်တယ်ဆိုတော့ခွန်ခွန်ပေါ့နော်ဒါဆိုရင်ဆရာမတို့ကတသမ၈လို့ယူလိုက်မယ်အဲ့ဒီယူလိုက်တဲ့တသမ၈ကဆယ်လီစိတ်အထိနီးရခမဲအဲ့လိုရှင်းပြလိုက်မယ်ဆယ်လီစိတ်အထိနီးရဆယ်လီစိတ်ထိနီးရပေါ့နော် နီးရကိန်းစိမ်မှရင်းလည်းရပါတယ်ဆယ်လီစိမ်အထိလိုရင်းလည်းရဟုတ်ပြီဒါဆိုလို့ရှိရင်ဆံမနောက်တစ်ပုတ်သွားလိုက်တော့မယ်လေးတသမလေးကိုသုံးနဲ့စား3တလီ3တစ်ချင်တသမပေါ်ဖို့၄ဆွဲ3လေးလီစနနှစ်နှစ်ချင်ညဆွဲဟုတ်ပြီနော်အဲ့တော့မရအောင်ဆိုရင်ညတွေကိုဒီမှာဖြည့်ထားလိုက်ပါအဲ့တော့3လေးလီ 3608နဲ့ကျန်3ညဆွဲအဲ့တော့ဒီတိုင်းသွားမှာမလို့ဆရာတို့ဒီနေရာမှာပဲရက်ထားမယ်ဘယ်ထိတွက်မလဲဆိုတော့ယာလီစိတ်ထိတွက်မယ်။ဘာကြောင့်လဲဆယ်လီစိတ်ထိနီးရယူခိုင်းလို့ဟုတ်ပြီဒီတော့ဆရာတို့ရရတဲ့စားလက်ကတတသက်မှာ၄ချစားလက်ကတတသက်မှာ၄ချဒါဆိုရင်ဆရာတို့နီးရယူလိုက်တော့ရှေ့ကိုတတိုးလို့ရတယ်တတသက်မှာ၅ဒါဒီဘာကိုယူထားရလဲဆိုတော့ဆယ်လီစိတ်ထိနီးရတန်ဖို့ တလီစိတ်တီနိယတံဘူနောက်တစ်ခုကငယ်20အစား7 20တီ7နဲ့စာ7တလီ7ကိုကျဲတမချိုးမယ်ဒီလိုဖြစ်ထိုင်းလည်းရတယ်နော်အဲ့တော့၃ညဆွဲ7788နေ့ကျဲ၃ညဆွဲ7တလီ7 ါပဲเนาะအဲ့တော့ဒီမှာ6ကြံအဲ့တော့ဒီတိုင်းပဲသွားတော့မှာမလို့ဆင်မရဒီချိန်မှာရထားမယ်စာလက်တိတ္တမ8တိအဲ့တော့နီးရယူမယ်တက်ဆိုတော့ရှေ့ကိုတက်တိုးလို့မရတော့တက်တသမရှေ့ဒါပါလဲဆိုတော့ဆယ်လီစေးရဲ့ ठी နီးရတန်ဖို့အကွက်ကိုရေးထားလိုက်ပါနောက်တစ်ခုနံပါတ်ကားကြီးက26တသမရှေ့73 73နဲ့26 3ည ဲ့တော့တသမောင်သူ့နေရာနဲ့သူရှစ်ကိုဆွဲအဲ့တော့ဒီမှာရှစ်ကိုဆွဲလိုက်ပြီဆိုရင်ဆရာမတို့ကအလီဝင်ရမယ်အပေါ်ကနေပြီးတော့မှဆွဲချလိုက်ပြီဆိုတာနဲ့သူ့ကိုအလီဝင်ရပါမယ်ဟုတ်ပြီနော်ဆွဲချလိုက်ပြီဆိုတာနဲ့တလုံးဆွဲလိုက်ပြီဆိုတာနဲ့အလီဝင်ရမယ်73တုံညလီတုံညဆွဲပြီးတော့ဝင်လိုက်မယ်အလီဝင်လုံးမရလို့နော်အဲ့ခါကျတော့၈ကျန်နဲ့တုံညဆွဲအဲ့တော့73 6လီ98 အဲ့တော့နှစ်ကျင်ဒါကိုဆက်မစားတော့ဆင်မလို့ယာလီစိတ်ချသွတ်ထားပြီဆိုတော့စာလက်ကနှစ်တသက်မှာ၃ညချနှစ်တသက်မှာ၃ညချသူ့ကိုရှေ့ကိုတက်တိုးလိုက်တော့နှစ်တသက်မှာဒီတော့ဝင်စားဝင်ပိတ်လေးနဲ့ဒီနောက်ကနေဆက်ရေးပေးပါဒါပါလဲဆိုတော့ဆယ်လီစိတ်အထီနီးရာတန်ဖို့နံပါတ်၄ဒပလင်းလျင်နှွားလုံးနဲ့တသက်မှာ၄လီတာရှိတော့ပလင်း၃လုံးရှိသည်အဲ့တော့ဒပလင်းမှာ နွားနို2.4လီတာရှိတဲ့ပလင်းက3လုံးရှိတယ်။ဤနွားနို့ကိုကလေး9ယောက်အားအညီအမျှဝေမယ်။အဲ့တော့ဆရာမတို့ပြောပြီးသားဝေမယ်ခွဲမယ်ဆိုရင်ဒါကစားပေးတာ။ကလေးတစ်ယောက်ဒီနွားနို့လီတာမြင်ရစီရတဲ့နည်း။ဟုတ်ပြီဒပလင်းမှာကလီတာ2.4လီတာနွားနို့ရှိတယ်။3ပလင်းရှိတယ်ပေါ့နော်3လုံးရှိတယ်ပလင်းက။ ဒါဆိုရင်စုစုပေါင်းဘယ်လောက်ရှိလဲဆိုတော့သိချင်လို့ရှိရင်ဆရာမတို့ကနှစ်သက်မှ၄ရက်မြောက်တော့မြောက်ပေးမယ်။အဲ့ဒါမှစုစုပေါင်းနွားတို့ဘယ်လောက်ရှိတယ်ဆိုတော့သိမှာပြီးမှလူ၅ယောက်ကိုဝေမှာဆိုတော့၅နဲ့စားပေးမယ်။ဟုတ်ပြီနော်။အဲ့တော့ပေးဝေမဲ့နွားတို့နွားတို့စုစုပေါင်းပါနော်။ပေးဝေမဲ့နွားတို့ပေးဝေမိနွားတို့ မြမြချင်းတပလင်းမှာနဲ့သသမလေးရှိတယ်ရှိတဲ့ပလင်းက3အဲ့တော့ဒါကိုမြှောက်လိုက်လို့ရှိရင်လီတာရမယ်၂၄၃လေက82ဆိုတော့8.2လီတာရတယ်ဒါဒီဆရာမတို့ဒီစုစုပေါင်းပေးဝေးမယ်လာလို့လီတာ ဟုတ်ပြီလူဘယ်နှယောက်ကိုဝေးမလဲဆိုတော့လူ9ယောက်ကိုဝေးမယ်တကယ်လို့ဒီအဆက်မှာပေါ့နော်ကလေးတော့24 1.4အမြောက်3ကိုမြောက်ပြီးတော့မှမှအဖြေထုတ်ရှင်တယ်ဆိုရင်လည်းရတယ်နော်ဒီမှာ1.4အမြောက်3ဆီမှာရေးမယ်4342 2ရေးတင်မဲ့3 4 6ခွန်အဲ့တော့9.2ဆိုရဲရတယ်အဲ့တော့ဒီမှာအဖြေတာရေးမယ်ဒီဆက်ကိုထည့်ခြင်းလည်းထည့်ပါဟုတ်ပြီနော်အဲ့တော့ကလေးတို့ကတော့ဆင်မတို့ဒီအမှတ်ပေးစီမင်းအ내အညီဆိုလို့ရှိရင်နော်အသေးစိတ်ကလေးသူကရေးပါတယ်အမှတ်ပေးစီမင်းမှာဟုတ်ပြီနော် အမေဒါဆိုလို့ရှိရင်ဆက်မလို့ဆက်သွားရအောင်ကလေးတယောက်စီရမိနွားနုကလေးတယောက်စီရမိနွားနုကလေးတယောက်စီရမိနွားနုဆိုရင်ခွန်တသမနှစ်ကိုမှ9နဲ့စားလိုက်မယ်အဲ့ဒီကနောက်မှလီတာရမယ် ဟုတ်ပြီနော်အဲ့တော့အဲ့ဒါလေးကိုဆရာမတို့ဒီဘက်မှာအကြံထဲမှာလေးစားလိုက်မယ်အဲ့ဒီစားတဲ့အဆင့်ကိုလည်းထည့်ပေးရပါမယ်ခွန်းတမနှစ်ကိုဒီ9နဲ့စား9တလီက9နှစ်ကျန်တမအပေါ်ကိုပြရမှာနှစ်ကိုဆွဲ9လေးလီက20နှစ်ကျန် သုံးညဆွဲ9လီလီ20ဒါဆိုရင်ကလေးတယောက်စီရမယ့်နွားနို့ဒီဘယ်လောက်လဲဆိုတော့တိတိတမ4လီတာအဲကလေးတယောက်စီရမယ့်နွားနို့အဖြေဆိုင်မအောင်ပါဖြေထိုးမယ်အဖြေကလေးတယောက်စီရမယ့်နွားနို့လီတာညီများချင်းတိတိတမ4လီဟုတ်ပြီနော်အဖြေဒီဘက်မှာလီတာလို့ရရင်ဒီမှာမတက်နဲ့ရတယ်ဒါပေမဲ့ဆံမတို့ဒီအဲကလေးတယောက်စီရမိနွားနို့ညီမချင်းတက်တက်မှ၄လီတာဆိုရင်မတက်မယ်အဓိကတော့ unit ကိုမမေ့ဖို့ပါပဲဟုတ်ပြီနော် ။နံပါတ်5ကြည့်မယ်။အဘပုံများဤတုတဲ့ကိုရှာပါတဲ့ပုံနှစ်ပုံပေးထားတယ်။အဲ့တော့ဒါက5 cm လရားက5 cm အနံဒီ5 cm ရှိတယ်။အဲ့အမြင့်ဒီ60 cm ရှိတယ်။အဲ့တော့ဒီပေးထားတဲ့ Dawman Stugan တုံးအဲ့တော့ဆရာမတို့ကအရင်ဆုံးပေးထားချက်ရေးလိုက်မယ်။ Dawman Stugan တုံးဤအလျာဒေါမန်စတုဂန်တုံးဤအလေယာညမြချင်း ခွန်စင်တီမီတာဒီလိုက်မနော်ဟုတ်ပြီဒါဆင်နောက်တစ်ခုကတော့မန်စတုဂန်တုံးဤအနံအနံဒီ5စင်တီမီတာနောက်တစ်ခုကတော့မန်စတုဂန်တုံးဤအမြင့်အမြင့်က6စင်တီမီတာနားပြီဒါဆိုလို့ရှင်ဆရာမတို့ဆက်ပြီးတွက်လိုက်မယ်တော့မန်စတုဂန်တုံးဤဒုတယ်ဒီအဆင့်မှာတော့မန်စတုဂန်တုံးဤဒုတယ်မြင်များချင်းဘလောက်လဲ အဆင်မကျော်တော့ဘူး။နောက်မှစုကန်တုံဤတုတယ်။တုတယ်ရှာတဲ့ပုံတင်ကြီးကိုရေးမယ်။အလျားအမြောက်အနှံ့အမြောက်အမြင့်ဟုတ်ပြီလား။အဲ့တော့အလျားဘယ်လောက်ရှိတယ်လဲဆိုတော့ခွန်အလျား9စင်တီမီတာ အမြောက်အနှံ့ဒီ9စင်တီမီတာအမြင့်ဒီ6စင်တီမီတာအဲ့တော့ 6530 9321အဖြေက230 unit တွေကိုမှတ်ထားပါ cube per centimeter ညာပြီနော်အဲ့တော့အရင်အဆုံးပေးထားချက်ရေးပါတယ်တောင်မန်စတူဂန်တုံးဤအလျာ9 cm အဲ့တော့ဒီကပိုရှည်တဲ့အနားဒီအလျာဖြစ်ပါတယ်ဒါကအမြင့်ပါပြီးတော့မှမှာဒီအပေါ်ကအနှံဖြစ်ပါတယ်နော် ဟုတ်ပြီဒါဆိုရင်အလရအနံအမြင့်ကိုပေးထားချက်ရေးမယ်ဒုတဲ့တော့မစတူဂန်တုံးဤဒုတဲ့ညီမချင်းဘလောက်လဲရေးမယ်တော့မစတူဂန်တုံးဤဒုတဲ့ရှာတဲ့ပုံသင်ဤရေးမယ်အလရအမြအနံအမြအမြင့်ရေးမယ်ပြီးတော့အစာထိုးမယ်မြှောက်လိုက်မယ်ဒါတော့အောက်မှာအဖြေဆိုရင်မှအဖြေတက်ဖို့မြဲတယ်တတိယပေးပါနောက်တစ်ခုဘက်ကပုံတစ်ပုံကြည့်မယ်သူကတော့ကုပါရုံအကုန်လုံးအနှားတွေအလရညီလေးလို့ရှိရင်သူကုပါရုံလို့ခေါ်တယ်အဲ့တော့ဆမရုကကုပါရုံဤအလရ ဥပါရုံဤအလျားဆိုပြီးတော့ရေးလိုက်မယ်မြင်ရချင်း6စင်တီမီတာ6စင်တီမီတာရေးလိုက်မယ်ဥပါရုံဤအနှံ့မြင်ရချင်း6စင်တီမီတာဥပါရုံဤအမြင့်မြင်ရချင်း6စင်တီမီတာဥပါရုံဤဒုတယ်ဒုတယ်မြင်ရချင်းဘလောက်လဲဥပါရုံဤဒုတယ်မြင်ရချင်းဘလောက်လဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပုံသင်နည်းရေးမယ် ခုဘရုံဤတုတဲ့မြညချင်းအနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင်ရတယ်နော်အဲ့ရှိကအခန်းနဲ့မှာကျူတဲ့အခန်းနဲ့မှာအကုန်လုံးတင်လာခဲ့ပြီးသားပါကုန်ရပါတယ်နော်အဲ့ဆိုအကုန်လုံးကိုစားထိုးလိုက်မယ်6စင်တီမီတာအမြောက်6စင်တီမီတာအမြောက်6စင်တီမီတာ66လေး36 36 6လေး230နဲ့6ကုဘစင်တီမီတာအဲ့တော့ unit တက်ပါကုဘစင်တီမီတာဒါတော့ အဖြေကဒေါမန့်စ်ခုဘရုံဤဒုတဲ့ညီမြချင်း236ခုဘစင်တီမီတာဟောဗေဒါဆိုရင်ကြံတဲ့အစိပ်ပိုင်းလေးကိုဆင်မကနောက်ရက်မှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်နောက်ကနံပါတ်608 937တီပေါ့နော်အဲ့တော့ဒီတိတွားခဲ့တဲ့ဒီဆင်မတို့တွားခဲ့တဲ့ဒီသင်ခန်းစာကိုကလေးတို့နားလဲတယ်ဆိုရင်နားလဲတဲ့အကြောင်းဟုတ်ပြီနော်အဲ့တော့ comment box မှာပြောခဲ့ပေးပါ အဆုံးအထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဆရာမကတကယ်ကိုအချိန်ကိုမရတာဖြစ်လို့နည်းနည်းလေး DG5 ရဲ့ G6 ရဲ့အတွက်နည်းနည်းလေးနောက်ကျနေတာလေးတွေရှိပါတယ်။စတင်ချိန်တွေများလို့ပါနော်။ခုလိုအဆုံးအထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာဆက်ပြီးတွေ့ကြမယ်။